ပြာဒိချံခန်းကြီးလေးကိုလေးလာရှိတဲ့အခါဒီခန်းဟာပြာဒိချံရဲ့ဗဟုချက်မကေတို့ဖြစ်ပြီးကောင်းကင်ဘုံရဲ့အာဏာနဲ့ပုံတော်ကိုဖော်ပြတဲ့အခန်းဖြစ်ပါတယ် ယောဟန်ကကောင်းကင်ဘိမှန်တို့ခေါ်ပိတ်ချင်းခံရပြီးဤမင်ကွင်းကိုမြင်ခဲ့တာကကဘာမြေကြီးပေါ်ရှိ ခရိယာများငင်းပါနေဆက်ခံရချိန်မှာသူတို့ရဲ့ယုံကြည်ခြင်းအတွက်မျော်လင့်ချက်နဲ့နေတိတ်မှုကိုရရှိစေရန်အတွက်ဖြစ်ပါတယ်။တမမွေဆွေများအားလုံးမင်္ဂလာပါ။၃မိနစ်စာနောက်ဘက်တော့မှပြန်လေးကြိုးဆိုပါရစေ။ဒီနေ့တော့ကောင်းကင်ဘုံ၌ရှိတော်ဖျားသခင်ရဲ့ပြင်တော်ဆိုတဲ့ခေါင်းစဉ်နဲ့ဝေငါတော့ပါမယ်။ အဲ့တော့ဖိတ်ခေါ်ရှင်းခံရတော့တကားဝပိုင်ငယ်တိတ်ကနဲ့နဲ့ယောဟန်ကကောင်းကင်မှာဖွင့်ထားတော့တကားဝကိုမြင်ရပါတယ်။ဒါကဖျားရခင်ရဲ့ပြာဒိတ်တော်ကိုပုံမနဲ့ဆိုင်စွာတင့်မြင်ရန်ဖိတ်ခေါ်ခြင်းပင်ဖြစ်ပါတယ်။ဖျားရခင်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့အားကောင်းကင်အမှုရာများကိုမြင်တွေ့နိုင်ရန်ဖွင့်ပေးတာဖြစ်ပါတယ်။ပြီးတော့ပလင်တော်နဲ့ကိုတော့ပိုင်ငယ်နှစ်ကနဲ့တုံးယောဟန်ကကောင်းကင်ဘုံ၌ပလင်တော်ကိုမြင်ရပြီးထိုပလင်ဘုံမှာဖျားရခင်ခြေဝတ်တော်မူပြီး ပတမရကဲ့သို့အနေရောင်တောက်ပါပြီးမြအကြောင်းနဲ့တူတော့တတ်တန့်ကိုလည်းမြင်ရပါတယ်။ဒီရာကဖျားရခင်ရဲ့တန်ရှင်ခြင်းတကိုးတော်နဲ့ဂတိတော်ကိုကိုးစားပြုနေတာဖြစ်ပါတယ်။နောက်ပြီးပလင်တော်ကိုဝဲရန်ထားတော့တည်ကြည်ပုဂ္ဂိုလ်များပိုင်ငယ်လေးထဲမှာပလင်တော်ကိုဝဲရန်ထားတော့တည်ကြည်ပုဂ္ဂိုလ်24ပါးရှိပြီးသူတို့ကအိဒါလူမျိုး17မျိုးနဲ့တမန်တော်17ပါးကိုကိုးစားပြုနေတဲ့ကြေတော့ဖျားရခင်ရဲ့ရွေးကောက်ခြင်းခံရတော့အတင်းတော်အားလုံးကို ကိုစားပြုနိုင်ပါတယ်။သူတို့ကဖြူတော်ဝတ်လုံကိုဝတ်ဆင်ပြီးရွှေတရဖို့ကိုဆောင်းထားကြပါတယ်။ဒါကယုံကြည်သူများရဲ့အောင်မြင်မှုနဲ့ဖြောင့်မတ်ခြင်းကိုပြသနေခြင်းဖြစ်ပါတယ်။ပြီးတော့တတ်တော်လေးပါးရဲ့ဝတ်ပြုခြင်းပိုင်ငယ်6ကနေ7ပလန်တော်ရဲ့အလေးဘဟုမှာခြင်းတိနွားကိတို့မျက်နှာလူနှင့်လင်းယုံကိတို့တော်မျက်နှာရှိတဲ့တတ်တော်လေးပါးရှိနေပါတယ်။နေရောညပါ မပြတ်တန်ရှင်းတန်ရှင်းတန်ရှင်းတို့မို့ဤလို့ကြွေးကြော်လျက်ဖျားရခင်ရဲ့တန်ရှင်းခြင်းကုန်တို့ကိုချီးမွမ်းကြပါတယ်တကြီးပုဂ္ဂိုလ်များကတတ္တဝါလေးပါးရဲ့ဝိပုတ္တံကိုကြားတော့ခါသူတို့ကဖျားရခင်အားသူတို့ရဲ့ရွှေတရဖို့ကိုပလင်တော်ရှေ့မှာချပြီးဝိပုတ်ကြပါတယ်ဒါကဖျားရခင်ဟာအရာခတ်တဲ့ရဲ့အရှင်တခင် ဖြစ်တော်မူကြောင်းအတိအမှတ်ပြုခြင်းပင်ဖြစ်ပါတယ် အဲ့တော့ဒီမြကွေးဟာကောင်းကင်ဘုံရဲ့စစ်မှန်တဲ့အာဏာအချက်ချာဟာဘုရားသခင်ထံမှာပဲရှိကြောင်းတတိပေးနေပါတယ်။ဒီကဘာပေါ်မှာမိခဲ့လို့တော့ဆင်းရဲဒုက္ခမျိုးနဲ့ကြုံတွေ့ရပါစေ။ကောင်းကင်ဘုံနဲ့ရှိကျွန်တော်တို့ရဲ့ဘုရားသခင်ကဆက်ချော်လာအားလုံးကိုအုပ်စိုးတော်မူပြီးသူ့ရဲ့ကတိတော်တိုင်းအုပ်စိုးမှာဖြစ်ကြောင်းယုံကြည်စိတ်ချစေပါတယ်။သင်္ခါစာယူရှာများကတော့ဝတ်ပြုခြင်းရဲ့ဘ ਹੁ ချက်ကောင်းကင်ဘုံရဲ့အတ္တိကအရာဟာဘုရားသခင်အားဝတ်ပြုခြင်းပင်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ဝတ်ပြုခြင်းကဖျားရခင်ရဲ့တန်ရှင်းခြင်းနဲ့ယေရှုတို့အားဘဟုပြုရပါမယ်။မျော်လင့်ခြင်းရှိပါ။ကဘာမြေကြီးပေါ်ရှိယုံကမှုများကအရာကြီးတာဖြစ်ပါတယ်။နောက်ဆုံးမှာဖျားရခင်ရဲ့အုပ်စိုးမှုနဲ့အောင်မြင်မှုတည်းထာဝရတည်မြဲဖြစ်ပါတယ်။နာခံခြင်းပဲဝတ်ပြုပါ။တက်ကြီးပုဂ္ဂိုလ်များဟာသူတို့ရဲ့တဖို့များကိုချခဲ့ကြတယ်။သူတို့ကဖျားရခင်အားယေရှုတင်ခြင်းနဲ့နာခံခြင်းပဲဝတ်ပြုကြပါတယ်။ထို့ကြောင့်ကျွန်တော်တို့လည်းယေရှုတင်ခြင်းနဲ့နာခံခြင်းဖြင့် ဝတ်ပြုတင်ပါကြောင်းအတိပေးခြင်းဝေငါတိတ်တွန်းခွန်အားပေးလိုက်ပါရယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ